ယနေ့ကဘာကြီးကတိုးတက်ပြောင်းလဲလာနေသလိုယဉ်ကျေးမှုဖြန့်ကျက်တဲ့နှုန်းကလည်းမြန်ဆန်လာတာကြောင့်နိုင်ငံတော်တော်များများဟာအာဏာရှင်စနစ်ကနေဒီမိုကရေစီစနစ်ကိုကူပြောင်းလာခဲ့ကြပါတယ်ပုံမှန်အဖြစ်နိုင်ငံအများစုကပြည်ထရေးစနစ်စစ်အာဏာရှင်စနစ်တွေကနေဒီမိုကရေစီစနစ်စီကိုကူပြောင်းခဲ့ကြတာပါ။ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်ဒီမိုကရေစီစနစ်ထူထောင်မိသားကနေအာဏာရှင်လက်တွင်းကိုပြန်လဲဆင်းသက်ခဲ့ရတဲ့နိုင်ငံတချို့လည်းရှိခဲ့ပါဗျ။ ဒီတစ်ပတ်စံတော်ချိန်ရဲ့သုတရေယာကဏ္ဍမှာတော့တမိုင်းတက်လျှောက်ဒီမိုကရေစီရပြီမှအာဏာရှင်စနစ်အောက်ကိုနောက်ကျောင်းပြန်ကျသွားခဲ့တဲ့ထင်ရှားတဲ့နိုင်ငံတချို့အကြောင်းကိုရွေးချယ်တင်ဆက်ပေးသွားမှာပါပထမကမ္ဘာစစ်ကြီးအပြီး1939ခုနှစ်မှာဂျာမနီနိုင်ငံကဒီမိုကရေစီနှိကျကျင့်သုံးတဲ့သမ္မတနိုင်ငံအဖြစ်ကူးပြောင်းခဲ့ပါတယ်။တည်တည်ကြကြပြောရရင်ဂျာမနီဟာဆစ်ရှုံးပြီးတဲ့နောက်မှာကင်ဇာဘုရင်ထိနှံစွန့်ခဲ့ရပြီးတော့ ဒီမိုကရေစီအစိုးရကြာလာခဲ့ပါတယ်။ဒါပေမဲ့ဒီမိုကရေစီမရင်ကျက်သေးတဲ့နိုင်ငံတွေရဲ့ထုံစံအတိုင်းလိုအပ်ချက်တွေများစွာ ရှိနေခဲ့ပြီးတော့မတည်ငြိမ်မှုတွေကခေါင်းထောင်လာခဲ့တာပါ။ပြည်သူအများစုကပြည်ထရေးစနစ်ကိုပြန်သွားလိုကြပြီးတော့ပထမကမ္ဘာစစ်မှာအရေးနိုင်ခဲ့ရတာကလည်းဒီမိုကရက်တစ်တွေကြောင့်လို့အပြည့်မြင်လာခဲ့ကြပါတယ်1930ပြည်နှစ်မှာတော့ကမ္ဘာစီးပွားရေးအကျက်အတဲပေါ်ပေါက်ပြီးတော့ဂျာမနီကဖာဆိုင်းစာချုပ်အရပေးဖို့ရှိတဲ့အစီအစဉ်ကိုမပေးနိုင်ခဲ့ပါဘူး ဂျာမန်ပြည်သူတွေအလုံးလက်မဲ့ဖြစ်ပြီးတော့နိုင်ငံရေးအထီးကရုံတွေပါပေါ်ပေါက်လာခဲ့ပါတော့တယ်ဂျာမနီအစိုးရအဖွဲ့ပြောလဲခဲ့သလိုရွေးကောက်ပွဲအသစ်တွေအကြိမ်ကြိမ်ကျင်းပခဲ့ပေမဲ့တက်တနာကိုမဖြေရှင်းနိုင်ခဲ့ပါဘူး။တဖြည်းဖြည်းနဲ့နာစီပါတီအင်အားကြီးမားလာပြီးတော့1933ခုနှစ်မှာတော့ခေါင်းဆောင်ဟစ်တလာဟာအဓိပတိအာဏာရှင်အဖြစ်ခန့်အပ်ခံခဲ့ရပါတော့တယ်။တနည်းအားဖြင့်တော့ဂျာမနီကဒီမိုကရေစီစနစ်ကနေအာဏာရှင်လက်အောက်ကိုတကြောပြန်ရောက်ရှိသွားခဲ့တယ်လို့ပဲဆိုရမှာပါ။ ဒါပေမဲ့ထူးခြားတာကဟစ်တလာဟာအတင်းအကျပ်အာဏာသိမ်းယူခဲ့တာမဟုတ်ဘဲဂျာမန်ပြည်သူတွေကလိုလိုလားလားရွေးချယ်ခန့်အပ်ခဲ့တဲ့ဆိုတဲ့အချက်ပါပဲ။ ထိုင်းနိုင်ငံကအရှိတောင်အာရှဒေသရဲ့အဖွဲ့မျိုးစုံနိုင်ငံဆိုတဲ့ခုံပုံးနဲ့မလိုက်ဖက်လောက်အောင်ပဲစစ်အာဏာသိမ်းမှုကိုအကြိမ်ပေါင်းများစွာကြုံတွေ့ခဲ့မှုတဲ့နိုင်ငံတစ်ခုပါလက်ရှိနောက်ဆုံးအကြိမ်အဖြစ်2014ခုနှစ်မေလ22ရက်နေ့မှာဗိုလ်ချုပ်ပရာယုချန်ဟိုချာဦးဆောင်တဲ့စစ်တပ်ကထိုင်းနိုင်ငံကိုအာဏာသိမ်းခဲ့ပြီးတော့စစ်အာဏာရှင်စနစ်ကိုပြန်လည်စတင်ခဲ့ပါတယ် ဒါကြောင့်ထိုင်းနိုင်ငံကယနေ့ကမ္ဘာပေါ်မှာဒီမိုကရေစီကနေစစ်အာဏာရှင်စနစ်ကို ပြန်လည်ကူးပြောင်းတဲ့နောက်ဆုံးနိုင်ငံအဖြစ်အမှတ်တမ်းဝင်သွားခဲ့ပါတော့တယ်။နှစ်စဉ်နှစ်တိုင်းကမ္ဘာလဲခရီးသွားတွေတန်ပေါင်းများစွာဝင်ရောက်နေတဲ့လှပငင်းညံ့တဲ့အတိုင်းပြည်တစ်ခုကစစ်အာဏာရှင်လက်အောက်ကျရောက်သွားတယ်ဆိုတာယုံမို့တော့ခက်ခဲနေပါသေးတယ်။ဒါပေမဲ့ သွေးတဆက်မှမြင်မကြပဲအာနာသိမ့်လိုက်နိုင်တဲ့ဗိုလ်ချုပ်ချန်ဝချာကနိုင်ငံရဲ့စီးပွားရေးနဲ့တန်တမာရေးရာကိစ္စတွေကိုအရှိန်အဟုန်မပြတ်ပါနဲ့လိမ်မာစွာထိန်းထားနိုင်ခဲ့တာကိုတွေ့ရပါတယ်တူရကီနိုင်ငံကမွတ်စလင်ဘာသာဝင်အများစုနေထိုင်ပေမဲ့ဒီမိုကရေစီစနစ်ကိုတော့အပြည့်အဝအကောင့်ထည့်ဖို့ကျင့်သုံးနိုင်ခဲ့တဲ့ကုံတရင်ကိုပိုင်ဆိုင်ထားပါတယ်။ဒါပေမဲ့ဒီအခြေအနေက2016ခုနှစ်ဇူလိုင်လကဖြစ်ပွားခဲ့တဲ့မအောင်မြင်တဲ့အာဏာသိမ်းမှုမတိုင်မီအထိပါပဲ။ တူရကီသမရအာရိုဂန်အနေနဲ့လည်းနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပြီးတော့အမြဲတမ်းသမရယာရုကိုဆက်လက်ထိန်းထားနိုင်မှုကြိုးပမ်းလာခဲ့တာကိုတွေ့ရပါတယ်။တကယ်တော့အာဒိုဂန်ဆိုတာလွန်ခဲ့တဲ့15နှစ်လောက်ကအစ္စလာမစ်ကဘာရဲ့ဒီမိုကရေစီမျှော်လင့်ချက်တည်းရဖြစ်ခဲ့တာပါ။အာဒိုဂန်ကနိုင်ငံရေးလောကမှာဩဇာအရှင်အဝါကြီးမားပြီးတော့ခင်မီစံတစ်တဲ့အမြင်ရှိသူတအူးအဖြစ်ကြော်ကြားခဲ့ပါဗျ။ 2003ခုနှစ်မှာတော့အာဒိုဂန်ကတူရကီဝင်ကြီးချုပ်ဖြစ်လာခဲ့ပြီးအနောက်နိုင်ငံခေါင်းဆောင်တွေရဲ့ထောက်ခံမှုကိုလည်းရယူနိုင်ခဲ့ပါတော့တယ်။9/11တိုက်ခိုက်မှုလို့ဖြစ်ရမျိုးမှာလဲအာဒိုဂန်ကအနောက်ယဉ်ကျေးမှုနဲ့အာရက်ကဘာကြားမှာပေါင်ကူတရာအဖြစ်အတန်နိုင်ဆုံးစစ်ဆင်ညှိနှိုင်းပေးခဲ့သူပါ ဒါပေမဲ့လည်း2019ခုနှစ်ကပြုလုပ်ခဲ့တဲ့တူရကီပြည်လုံးကျွတ်ဆန္ဒခံရေးပွဲအပြီးမှာတော့တူရကီနိုင်ငံရဲ့ဒီမိုကရေစီကအဆုံးသတ်သွားခဲ့ပါပြီ။အသည့်ပြင်ဆင်ရေးဆွဲလိုက်တဲ့အခြေခံဥပဒေကြောင့်တမရအာရိုကန်ဟာအ ਨੇ ဆုံးအဖြစ်9နှစ်ရာထူးသက်တမ်းနှစ်ကြိမ်အထိဆက်လက်တာဝန်ထမ်းဆောင်မှုတည်ချားသွားခဲ့ပါတယ်။သူ့ရဲ့အသက်အရွယ်အရအမြဲတမ်းတမရဖြစ်လာခဲ့တယ်လို့လည်းဆိုနိုင်ပါတယ်။ အဲ့ဒီနောက်မှာတော့အာဒိုဂန်ရဲ့တူရကီအစိုးရကအတိုက်အခံနိုင်ငံရေးသမားတွေကိုဖမ်းဆီးထိန်းသိမ်းခဲ့သလိုပဲထောင်နဲ့ချီရဲ့ပြည်သူဝန်ထမ်းတွေကိုလည်းယာဒူးကထုတ်ပေးခဲ့ပါဗျ။ရုပ်သံဌာနနဲ့သတင်းစာလိုမီဒီယာတော်တော်များများကိုလည်းပိတ်ပစ်ခဲ့ပါသေးတယ်။ခြုံပြောရရင်တော့တူရကီနိုင်ငံကဒီမိုကရေစီစနစ်ကနေအာဏာရှင်စနစ်လက်အောက်ကိုပြန်လည်ကျရောက်သွားခဲ့တာဖြစ်ကြောင်းဖော်ပြလိုက်ရပါတယ်ရှင်။ ကျမတို့စံတော်ချိန်ကနေထုတ်လင့်တင်ဆက်လျက်ရှိတဲ့အစီအစဉ်ကောင်းတွေကိုလက်မလွတ်တမ်းကြည့်ရှုနိုင်ဖို့အတွက်ပိုရဲဖော်ပြပေးထားတဲ့ YouTube link လေးကို subscribe လေးလုပ်ပေးကြဖို့လည်းမမေ့ကြပါနဲ့ဦးနော်။ဒီတစ်ပတ်စံတော်ချိန်ရဲ့တုတ္တရရအစီအစဉ်ကိုတော့ဒီလောက်နဲ့ပဲညံလာလိုက်ပါရစေရှင်။နောက်သတင်းပတ်တွေမှာလည်းစိတ်ဝင်စားဖို့အကြောင်းအရာတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာမို့လို့အစမျိုကြည့်ရှုအားပေးကြဖို့ဖိတ်ခေါ်ရင်းနဲ့ပဲနောက်ဆက်လိုက်ရပါရစေရှင်။